ဒါဆိုရင်တတိယဝိညာဉ်ကဘာတူလဲဝင်လင်းရဲ့စိတ်ကတုံ့လောက်သွားပါလေထိုသတင်းကသူ့ရဲ့စိတ်ထဲကမြူအလုံးကိုဆွဲဖြဲပြီးအမှန်တရားကိုမြင်နိုင်စေခဲ့ပါလေအစိတ်ပိုင်းခုနှစ်ခုကလည်းရှိနေသေးတယ်အတောက်ပဆုံးကောင်းငင်အလင်းရောင်နယ်ပယ်ရအယောင်ခုနှစ်မျိုးနယ်ပယ်မှာတော့အယောင်ခုနှစ်မျိုးတောက်ပညာရှင်ကချင်းရွှေကိုသူ့ကိုယ်သူကြည့်နေတယ်လို့မျိုးကြည့်နေတော့ ငါသတိထားမိတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်အဲ့တုန်းကငါထူးဆန်းတယ်လို့ထင်ခဲ့ပေမဲ့အဖြေကိုမရခဲ့ဘူးဒါပေမဲ့အခုတော့အဖြေရရှင်းနေပြီအကိုကြီးချင်းရွှေရအယောင်9မျိုးကောင်းကင်ဧကရရဲ့အစိတ်ပိုင်း9ခုထဲရတစ်ခုပဲသူ့ဘဝစိုးရတာမဆန်းတော့ဘူးသူက တက်ဖြတ်ချင်အနှစ်သာရကိုရနိုင်တာလည်းမဆန်းတော့ဘူးသူကတတရာအဆင့်ကိုဝင်ချင်းမှာအလောက်ထိအားကောင်းနေတာလည်းမဆန်းတော့ဘူး ခုနှစ်ယောက်ထဲမှာငါတိတာအကိုကြီးချင်းဆွေတယောက်ထဲအခြား6ယောက်ကဘသူတွေလဲငါငါဝန်လင်းရောက်တယောက်အပါဝင်လာဝန်လင်းကတိတ်ဆိတ်စွာနဲ့စဉ်းစားရင်သူ့ရဲ့မျက်လုံးထဲမှာအေးဆမ်းမှုကပေါ်လာပါတယ်ငါရဲ့ရည်ရွယ်ချက်ကအယောင်ခုနှစ်မျိုးကိုတတ်ဖို့ပဲသူ့ကိုတတ်မှသာသူ့အပေါ်မှာထားတဲ့ငါရဲ့မုန်တီးမှုကိုဖယ်ရှားနိုင်မှာငါတို့ရဲ့ရည်ရွယ်ချက်ကအတူတူပဲဒါကငါတို့နှစ်ယောက်စလုံးအတွက်အောင်ပွဲပဲငါဆရာကိုမင်းကိုမတိမျိုးကျက်တာကိုမြင့်ကြီးကိုချိုးဆိုးဖို့အတွက်တောင်းဆိုပေးနိုင်တယ်ပြစ်ဒဏ်ကိုရှော့ချပေးဖို့အတွက်ပါ ငါတောက်ခုနှစ်သွဲခိုင်းကိုလည်းမလိုချင်ဘူးအရောင်ခုနှစ်မျိုးသားတည်သွားခင်အရာအလုံးကမင်းပိုင်ပဲလှိုင်ကူကဘာထဲကအချားလူတွေအတွက်တော့သူတို့ကဒီကနေထွက်မသွားနိုင်ကြဘူးသူတို့ကထွက်ခွာခြင်းရဲ့ပြစ်ဒဏ်ကိုမခံနိုင်ဘူးငါဆရာတော်မှအဲ့ကိစ္စကိုမကူညီပေးနိုင်ဘူးဒါပေမဲ့ငါမှနောက်ထပ်နီလာတစ်ခုကတော့ရှိနေသေးတယ်သူတို့ကမတိမ်မျိုးကျက်တာကိုမြကြီးထဲကိုပုံမှန်အတိုင်းမဝင်နိုင်ပေမဲ့အဲ့ဒီမှာပြန်လဲဝင်စားနိုင်သေးတယ် ကဲလေဝင်စားခြင်းနီလောင်းကိုသုံးပြီးတော့သူတို့ရဲ့ဝိညာဉ်တွေကမင်းနောက်ကိုမတိမျိုးချက်တာကိုမြင့်ကြီးစီကိုလိုက်လာနိုင်တယ်သူတို့ရဲ့မညံနိုးထလာတဲ့အချိန်မှာမင်းကသူတို့ကိုရှာနိုင်တယ်ဒါငါစဉ်းစားပြနိုင်တဲ့အကောင်ဆုံးနီလာမယ်ဝန်လင်းကအချိန်တော်ကြာစဉ်းစားနေလိုက်ပါလေစဉ်းစားနေရင်အမျိုးသမီးကိုသူကမော့ကြည့်လိုက်ပါလေ ငါတို့ကပူပေါင်းရင်တော့မှအယောင်9မျိုးတာဝပညာရှင်နဲ့တဆေဦးကြီးကျန်းရဲ့အစွမ်းနဲ့ဆိုရင်ငါတို့ကပြိုင်ဖက်မဟုတ်ဘူးသူတို့ဘလို့တတ်မလဲဝန်လင်ရဲ့စကားကိုကြားတော့အမျိုးသမီးရရင်မောလိုက်ပါတယ်ထိုအမျိုးသမီးရအယံကိုလှတယ်လို့ပြောရပါမယ်။သူမကရင်မောတဲ့အခါပန်းပွင့်တပွင့်လိုပါပဲလူတယောက်ရဲ့နှလုံးသားအောင်တော့တွန်လို့စီနိုင်ပါတယ်။အယောင်9မျိုးကိုတတ်ဖို့ကငါမှနီလန်းတစ်ခုရှိတယ်။လှိုင်ကူပေါ်ကမရေမတွန်းနိုင်တဲ့တစိမ့်တွေနဲ့တိုက်ပွဲကြီးအတွင်းကလှိုင်ကူပေါ်မှာကြံခဲ့တဲ့ပျက်စီးမှုတွေကြောင့်ငါကိုယ်တိုင်တော့လာလို့မရဘူး။ ငါညီမငယ်ရဲ့ခန္ဓာကိုငားရမ်းပြီးငါရဲ့မူလဝိညာဉ်အနေငယ်ကိုဒီမှာစူးစိနိုင်အောင်ပဲဒါပေမဲ့မင်းရတာအယောင်9မျိုးတာဟုပညာရှင်ဒါမဟုတ်ဒုတိယဝိညာဉ်ကိုလှိုင်ကူရဲ့အဓိကအချက်အချာလှိုင်ကူရဲ့တကားရှိတဲ့နေရာကိုတွေးဆောင်နိုင်ခင်ငါရဲ့မူလဝိညာဉ်ကိုပို့ပြီးတော့စူးစိနိုင်လိမ့်မယ်အဲ့ဒီခါကျရင်ငါရဲ့ကိုယ်ပိုင်အစွမ်းနဲ့သူတို့ကိုတတ်နိုင်လိမ့်မယ်ဒါကပထမနီလန်ပဲဒီနီလန်ကတော့မပြည့်စုံဒါပေမဲ့ငါမှာဒုတိယနီလန်ရှိနေသေးတယ်တော့ချက်ကတော့တတိယဝိညာဉ်ပဲ ငါမင်းကိုဤပညာတစ်ခုကိုသင်ပေးမယ်မင်းအားသာတတရားဝိညာဉ်ကိုရှာတွေ့ရင်အဲ့ဒီဤပညာကိုသုံးပြီးသူ့ကိုဝါမျိုးပြီးတော့သူ့ရဲ့တည်ရှိမှုကိုလုံးဝဖျောက်ဖျက်ပြနိုင်တယ်အဲ့ဒီအချိန်အားစပြီးမင်းကတတရားဝိညာဉ်ဖြစ်သွားလိမ့်မယ်အယောင်ခုနှစ်မျိုးတောက်ကိုပညာရှင်နဲ့ဒုတိယဝိညာဉ်ကိုဝါမျိုးဖို့အတွက်ငါကမင်းကိုကူညီပေးမယ်မင်းကကျန်တဲ့အစိတ်ပိုင်းခုနှစ်ခုကိုဆွတ်ယူလိမ့်မယ်အယောင်ခုနှစ်မျိုးတောက်ကိုပညာရှင်နဲ့ဒုတိယဝိညာဉ်ကိုဝါမျိုးဖို့လေငါကမင်းကိုကူညီပေးနိုင်တယ်မင်းကကျန်တဲ့အစိတ်ပိုင်းခုနှစ်ခုကိုလည်းဆွတ်ယူလိမ့်မယ် အဲ့ဒီချိန်ရဆပြီးတော့မင်းရအယောင်ခုနှစ်မျိုးဖြစ်သွားလိမ့်မယ်ငါညီမငယ်နဲ့ငါမင်းနဲ့အတူနေပေးနိုင်တယ်သူကတော့မင်းရဲ့ကိုလို့တော်ဖြစ်နိုင်ပြီငါကတော့မင်းရဲ့တောက်လက်တွဲဖို့ဖြစ်ပေးနိုင်တယ်အဲ့ဒီခါကျရင်အရာအလုံးကသူ့ရဲ့မူလလမ်းကြောင်းအတိုင်းပဲပြန်ဖြစ်သွားလိမ့်မယ်မင်းမှာအခြားအမျိုးသမီးတွေကရှိနေမယ်ဆိုရင်လေသူတို့ကလည်းမင်းရဲ့ကိုလို့တော်တွေဖြစ်နိုင်တယ်မတိမျိုးကျဲတာကိုမြကြီးပုံမှန်တော့မှမင်းရတာဘယ်အမျိုးသမီးချင်းညံ့သူမှမဆိုသဘောကျတယ်ဆိုရင်ငါသူ့ကိုမင်းအတွက်ဖမ်းပြီးပြီးအတူတူချင်းကြံနိုင်တယ် အယောင်ခုနှစ်မျိုးကလည်းအိတ်တုံးကဒီလိုပဲငါသူ့အတွက်အမျိုးသမီးကြီးညံ့သူအများကြီးကိုဖမ်းပြီးခဲ့တယ်ငါရဲ့ညီမငယ်ကလွဲပြီးသူ့ရဲ့ကိုလို့တော်၈ယောက်ထရအများစုကိုငါပဲရှာပြီးခဲ့တာငါဆရာရဲ့အကူအညီနဲ့ငါတို့နှစ်ယောက်ကအတူကြီးညံ့တဲ့အခါငါတို့ရဲ့ဝိညာဉ်တွေကပေါင်းဆက်ပြီးငါတို့ရဲ့ကြီးညံ့မှုအစင်ဟာတိုးတက်လာလိမ့်မယ်ရှိအောင်ရွှေနယ်ပေကအဲ့ဒီအစိတ်ပိုင်းကနေမင်းရလာမယ်ယတနာနဲ့ဆိုရင်ငါတို့ကမတင်မျိုးကျက်တာကိုမြင့်ကြီးပုံမှာလွတ်လပ်စွာနဲ့နေနိုင်လိမ့်မယ်။တမန်လှိုင်ကူကဘာလေးတစ်ခုထဲမှာ ပိတ်မိနေတာထက်ဆိုင်တော့အများကြီးတာတာပေါ့အမျိုးသမီးရပြုံးပြီးတော့သူမရဲ့စကားတွေအားဝင်လင်းစီကိုဖြစ်ဖြစ်ချင်းလူမျောလာခဲ့ပါတယ်ဝင်လင်းကသူ့ရဲ့နှလုံးသားကိုတင်ញံအောင်ထားပြီးအမျိုးသမီးကိုကြိလိုက်ပါတယ်ဘာကြောင့်မှမသိပဲသူကလွန်ခဲ့တဲ့အချိန်အတော်ကြာကျုံတွေးခဲ့ရတဲ့အရာတစ်ခုကိုတွေးလိုက်မိပါတယ် အဲ့ကိစ္စဝင်လင်းပေါ်မှာနှဆိုင်နဲ့ခန်းစားချက်ကိုခြံထားခဲ့ပါတယ်နှစ်ပေါင်းတစ်ထောင်ကျော်ကြာကြာသွားပြီမယ်သူကအခုထိမမေ့နိုင်သေးပါဘူးနဆိုးဦးညင်မီမှာဝင်လင်းကဧကရရဲ့တမီစင်းမင်းကြောင့်မျိုးနဲ့ဇူရဲ့မြင့်မြတ်ဘိုးဘီနဲ့တွေ့ခဲ့ပါတယ်သူမရန်အုံးမှာစိုးပါခဲ့ပါတယ်သူမရဲ့မျက်လုံးတွေကထုတ်ခန့်နာရပြီသူမရဲ့တကူလုံးကချင်းလေးရဲ့လှန်ကူထဲမှာဖိနှိပ်ခံနာရပါတယ်သူမရဲ့ရန်ညူကကြောက်မဖွေရကောင်းပါတယ် ထိုအမျိုးသမီးရဲ့ချင်းလေးပေါ်ထားတဲ့ရံညိုကသူ့ရှိရအမျိုးသမီးနဲ့အရန်ဝန်ဆင်တူပါတယ်။အဲ့ဒီအမျိုးသမီးရဲ့ဇကားရီဟာအရန်ဝန်မှာဝန်နဲ့ချစ်ခွဲဖွဲ့ရာကောင်းပြီးဝန်လင်းကသူမကိုရုံးလို့နေပါဖြစ်ခဲ့ပါတယ်။ဒိုးဝါရင်နောက်ဆုံးမှာတော့ချင်းလေးစီရနဲ့ဖြစ်ပျက်ခဲ့တာတွေကိုကိုယ်တိုင်ကြားခဲ့ရပြီးအဲ့ဒါသူ့ကိုရှုပ်ထွေးသွားစေခဲ့ပါတယ်။ထိုကိစ္စမှာဘသူကမှန်လဲဆိုတာသူကမသိခဲ့ပါဘူး။ဒီကိစ္စကိုနောက်မှပြောကြတာပါအခုအရေးကြီးတာအပြင်ဘက်ကအယောင်ခုနှစ်မျိုးတာဝန်ပညာရှင်ရဲ့လိုက်လံဖန်ဆီးမှုကနေ လို့ရှောင်ရှားမလဲဆိုတာပဲသူမရဲ့စကားကိုကြားလိုက်တာနဲ့ဝင်လင်းကစိတ်ထဲမှာလောင်ရဲလိုက်ပါတယ်ဒိုးဝရင်သူကလဲလဲဝဲရှိပြီးသူမကိုဓာတ်ရိုက်ညင်းမှမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်အယောင်ခုနှစ်မျိုးတပ်ဖို့ကသူတို့ရဲ့ကနဦးပူပေါင်းဆောင်ရွက်မှုကလူတိုင်းအတွက်အကျိုးရှိပါတယ်ဒီကိစ္စဟာမခက်ခဲပါဘူးငါတို့ကပူပေါင်းမယ်လို့တွေးထင်ဆိုခြင်းကိုလဲလဲပြီးတာနဲ့ငါကဒီတင်းမော့ကိုထိန်းချုပ်ပြီးမင်းကိုဘေကင်းနဲ့ပြန်ထွက်နိုင်အောင်လို့ပို့ပေးမယ်အမျိုးသမီးကပြောလိုက်ပါတယ်တွေးချိန်ဆိုခြင်း ဝင်လင်းရဲ့မျက်လုံးကကျင်းမြောင်းသွားပြီးသူကရုတ်တရက်နားလေသွားပါတယ်။သူမသူ့ကိုထိုးနေရောက်ခေါ်လာပြီးထိုးစကားတွေကိုပြောတာထင်ရှားနဲ့ဆိုင်တဲ့အတိတ်ပဲတစ်ခုပါရှိနေပါတယ်။ဒီကိစ္စရေးမကြည့်သေးဘူး။မင်းကအရင်ကပြောခဲ့တဲ့ရစ်ပလင်ရပမာလေး function man ဝင်လင်းရဲ့စကားကိုကြားတော့သူမရဲ့မျက်လုံးကတောက်ပသွားပါတယ်။သူမကပြုံးလိုက်ပြီမဲ့စကားပြောတော့မဲ့အချိန်မှာပဲတင်းမောကပြင်းထန်စွာနဲ့တုန်ခါသွားပါတယ်။ထိုးတုန်ခါမှုကအပြင်ပန်းနေပြင်းထန်တဲ့လေလိုဝင်ရောက်လာတာပါ။ထိုးရာတင်းမောကိုတုန်ခါသွားစေပြီးအတွင်းထဲကနေကျေလောင်တဲ့တုန်ခါတန်တစ်ခုကပဲ့တင်ထပ်သွားပါတယ်။တင်းမောကကီလိုမီတာရာချီနောက်ကိုလွှင့်ဆင်သွားပါတယ်။ထိုးရုပ်တရက်ပြောင်းလဲမှုကြောင့် function man ရဲ့အမူအရာပြောင်းလဲသွားပြီးသူမကတင်းမောအပြင်ဘက်ကိုကြည့်လိုက်ပါတယ်။ဝင်လင်းကခုန်တက်လိုက်ပြီးတင်းမောနဲ့အတူလွင်မျောနေရင်ကုန်းဘက်အထက်သုံးလုံးမအကောင်မှာပြန်ဝဲနေလိုက်ပါတယ်။သူ့ရဲ့မျက်လုံးကတောက်ပနေရင် ကအပြင်ဘက်ကိုကြည့်လိုက်ပါလေဝိညာဉ်နဆိုးတင်းမောရဲ့အပြင်ဘက်မှာအယောင်ခဏမျိုးတောက်ပညာရှင်ကသူ့ရဲ့လက်ကိုစတိုက်ဝင်ရဲနေပြီးဝင်ရဲလိုက်တိုင်းလေအများပြားကိုဖန်တီးနေပါလေလေတွေကတင်းမောပက်လေဟာကောက်ွယ်မှုအကောက်ွယ်နဲ့တိုက်မိပြီးအလွာလိုက်ပြုတ်ခွဲသွားစီပါလေမကြခင်မှာပဲအစိပ်ပိုင်းအနေငယ်ဟာပျောက်ဆုံးသွားပါလေကိစ္စမရှိဘူးသူကဝိညာဉ်နဆိုးတင်းမောကိုရဲအနေငယ်မကြဘဲနဲ့မဖွင့်နိုင်ဘူး function man အစ်ဆက်ဆောင်နဲ့နှာခေါင်းရှုပ်ပြီးအပြင်ဘက်ကနေသူမအကြည့်ကိုရုတ်သိမ်းလိုက်ပါလေသူမဝင်လင်းကိုကြည့်ပြီးထမှန်စကားပြောလာပါလေမင်းပြောတဲ့ရစ်ပလင်ရော ငါရဲ့ညီမငယ်အောင်မတော်တဆရခဲ့တဲ့အရာတစ်ခုပဲအထဲမှာရှေးရုံပုတ်ခွေရဲ့စွာကပါနေပေမဲ့သူ့ရဲ့ကြင်ကြံမှုနဲ့ဆိုရင်မဖြက်စီးနိုင်ဘူးဖြက်စီးဖို့လည်းမလိုအပ်ဘူးဒါပေမဲ့မင်းအတွက်ကတော့မတူမင်းသာရစ်ပလင်ပေါ်ကကာကွယ်မှုကိုချိုးဖျက်ပြီးသူ့ရဲ့အမွေနစ်ကိုရယူနိုင်မယ်ဆိုရင်မင်းရဲ့ကြင်ကြံမှုကအကြီးအကျယ်ကိုတိုးတက်လာလိမ့်မယ်အဲ့ဒီရစ်ပလင်ကဝိညာဉ်နှဆိုးတင်မောရဲ့အနက်ဆိုင်ဆုံးအပိုင်းမှာရှိနေတယ်မင်းကအခုသွားမှလားဒါပေမဲ့မင်းမှာ၃ရက်ပဲအချိန်ရမယ်အဲ့ဒီ၃ရက်အတွင်းမှာ ငါဝိညာဉ်နဆိုးတင်းမောကိုထိန်းချုပ်ပြီးအယောင်9မျိုးတာဝပညာရှင်စီကနေလွတ်မြောက်နိုင်တယ်ဒါပေမဲ့အများဆုံးက3ရက်ပဲ3ရက်ကမလုံလောက်ဘူးဝန်လင်းကမျက်မှောက်ချုပ်လိုက်ပါတယ်ထိုးအချိန်မှာတင်းမောကနောက်တစ်ချိန်တုန်ခါသွားပါတယ်အယောင်9မျိုးတာဝပညာရှင်ကပို့ပြီးတော့ပြင်းထန်တဲ့ဤပညာနဲ့တိုက်ခိုက်လာပုံရပြီးတင်းမောကပြိုကွဲတော့မလို့တော့ဖြစ်နေပါတယ်ဝန်လင်းကသူပါစဉ်းစားနေလဲဆိုတာကိုမထုတ်ဖို့ပဲဖြည်းဖြည်းချင်းပြောလိုက်ပါတယ်သွေးချိန်ဆိုခြင်းနဲ့ပတ်သက်ပြီးတော့အလင်းလိုစရာမလိုအပ်ပါဘူး။မင်းရဲ့နှဆိုးဝိညာဉ်တင်းမောကအရန်ကိုစိတ်ဝင်စားတယ် 3ရက်ဆိုရင်ငါလီလာဘွားလုံလုံးတင်ပါလေမင်းကတင်မဘွားကန့်သက်ချက်တွေကိုလီလာချင်တာလား function man ကလည်းအန်အတင်သွားပါလေ။သူမဖြစ်ဖြစ်၊သူမညီမဖြစ်ဖြစ်ဝလင်ရဲ့ကန့်သက်ချက်အပေါ်ပါရမီရှိမှုနဲ့ထူးချွန်မှုကိုသူတို့ကမသိကြပါဘူး။ဝလင်ရဲ့စကားကိုကြားတော့သူမကထူးဆန်းတဲ့အမူအရာဖြစ်လာပါလေ။အချိန်တော်ကြာပြီးရဲ့နောက်သူမကပြောလိုက်ပါလေ။ဒီဝိညာဉ်နဆိုးတင်မဟာငါရဲ့မဟာဝိညာဉ်ခိုင်းရတနာတစ်ခုပဲ။ထိတ်တန်းအစင်းတော့မဟုတ်ပေမဲ့အလေလက်ဒန်းစားရတနာတော့ဟုတ်တယ်။မင်းကိုထားလိုက်ဦး။ငါနောင်မှအပြေးဝနားမလဲသေးဘူး။ ကြီးညံ့သူမိတ်ဆွေပါဒီ၃ရက်ကရစ်ပလင်ကိုစူးစမ်းဖို့အတွက်အသုံးချဖို့ငါအကြံပေးခြင်းနဲ့မင်းသားအတွင်းရစွမ်းအားကိုဆုတ်ယူနိုင်မယ်ဆိုရင်မင်းရဲ့ကြီးညံ့မှုအစင်ရတေချာဘောက်ကိုတိုးတက်လာမှာ function မှရင်စကားနူးညံ့ပေမဲ့သူမရဲ့ဆိုလိုရင်းဟာရှင်းနေပါတယ်ဝန်လင်းကထိုတင်မို့လိလဖို့အတွက်ရေချင်းမရှိဘူးလို့သူမထင်နေပြီးဝန်လင်းရဲ့စကားအရန်ဟုတ်မှအထိပ္ပယ်မရှိဘူးလို့တော့သူမထင်နေပါတယ်ဒီကောင်လေးကလှန်ကူကဘာပြောစိကြီးညံ့သူတယောက်ပဲဒါပေမဲ့ငါရဲ့မဟာဝိညာဉ်ကံရဲ့ရတနာတစ်ခုနော် လေးလာချင်းနေတယ်တဲ့လားတကယ်ဦးမရေစရာပဲသူကသူ့ကိုယ်သူအထင်ကြီးလုံးနေတာအိုးကျင်းရက်သူမိတ်ဆွေရောငါကန့်သက်ချက်ကိုနားလေသွားပြီတင်းမောကိုတိမ့်ပိုက်သွားမအောင်စိုးရိမ်နေတာများလားဝန်လင်းကဖန်ရှင်မန်းကိုကြည့်ပြီးပြုံးသူလိုလိုမပြုံးသူလိုလိုအပြုံးတစ်ခုနဲ့ပြောလိုက်ပါတယ် သူမကဘာစဉ်းစားနေလဲဆိုတာကိုဝန်လင်းကကောင်းကောင်းသိပါတယ်သူ့ဘဝမှာအလုံးစုံမြင်ရှိသူကလွဲပြီးလူတိုင်းကိုသူကရှင်းရှင်းလင်းလင်းနဲ့ထိုးထွင်းမြင်နိုင်ခဲ့ပါတယ်ထိုညီမနှစ်ယောက်ကအယောင်9မျိုးတောက်ပညာရှင်ကသူ့တို့နောက်ကိုလိုက်လာမှာကိုရှင်းရှင်းလင်းလင်းသိပါတယ်အယောင်9မျိုးတောက်ပညာရှင်လိုက်မိဖို့အတွက်အချိန်နဲ့နဲ့ဆွဲပြီးရန်နောက်မှာသူတို့ကဝန်လင်းကိုနှဆိုးဝင်းညင်တင်းမော့စီကိုဆွဲဆောင်ဖို့အတွက်သူ့ကိုအတုံးချခဲ့ပါတယ် ထိုတင်းမောကဖုံးကွက်ထားတဲ့ချင်းချောင်းမှုတစ်ခုဖြစ်ပြီးအယောင်ခွန်မျိုးတောက်ပညာရှင်ကတော့ပေါ်တင်ချင်းချောင်းမှုတစ်ခုပါသူတို့ကသူ့ကိုအပေါ်ရံမှာမချင်းချောက်ခဲ့ပေမဲ့ထိုရာဘလို့ချင်းချောင်းမှုမျိုးထပ်မဆိုပို့ပြီးတော့ထိရောက်ပါတယ်ထိုချင်းဒီမှာဝန်လင်းကသူတို့ရဲ့အကြံပြုချက်ကိုနားထောင်ပြီးသွေးချိန်ဆိုခြင်းကိုလဲလဲယုံကလွယ်ပြီးအချားနီလန်မရှိတော့သလိုပါပဲထိုအချိန်နေရနေလွမြောက်ဖို့အတွက်အချားနီလန်မရှိတော့သလိုခံစားရပါတယ်ရာလန်အနေနဲ့ဝင်လင်းကလုံအောင်တုတ်ပြန်မှုမရှိတဲ့အချိန်ဒီမှာရောက်သွားပြီးတဖက်လူကားသာအသာစီးရသွားပါလိမ့်မယ်တကယ်တော့ဝင်လင်းထင်သလိုပါပဲ ထိုညီမနှစ်ယောက်မှာအလို့အစီအစဉ်ကရှိနေတာပါဝက်လင်းမုတ်တဲ့အခြားတယောက်သာဆိုရင်အန်နီယက်ကိုလောလောဆယ်ရှောင်ဖို့အတွက်နားထောင်ယူမှလွဲပြီးအခြားနည်းလမ်းမရှိနိုင်ပါဘူးဒူဝါရင်ဝက်လင်းရဲ့ဉာဏ်ပညာနဲ့ဆိုရင်တော့သူကသူ့ရဲ့စကားကိုအလွယ်တကူမယုံနိုင်ပါဘူးသူကကိစ္စတွေကိုသူ့ရဲ့လက်ထဲမှာပဲထားကျင်ပါတယ်သူကသူ့ဘဝရဲ့တခင်ဖြစ်ကျင်ပါတယ်ထိုအချိန်မှာဝိညာဉ်အစိုးတင်မို့ညီမနှစ်ယောက်ကထိန်းချုပ်ထားပါတယ်ဝင်လင်းကသာရစ်ပလင့်စီကိုတွိုင်းရင်တော့မှအရာအလုံးကသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေပါလိမ့်မယ် နည်းနည်းချက်ကားပြောရရင်ဝယ်လင်းကအခြားတရားဝဲရတနာတွေမှာရှိနေတာလုံခြုံမှုမရှိဘူးလို့ခန်းစားနေရပါတယ်။ပြီးတော့ဝယ်လင်းကဘလို့လုပ်ပြီးတော့အလွဲတကူအရှုံးပေးမှလည်းသူကရန်အောင်မှလဲလဲဟိုပဲရှိနေပြီးသူ့ရဲ့စကားတွေထဲမှာဖုံးကွဲထားတဲ့အထိပ်ပဲတစ်ခုကလည်းပါဝင်နေပါတယ်။သူကသာနဆိုးဝဉဉ်တင်မို့တကယ်နားလဲပြီးထိန်းချုံနိုင်ရင်အယောင်ခုနှစ်မျိုးတောက်ပညာရှင်ရဲ့ပြဿနာကိုဖြေရှင်းနိုင်ုံတွေမကပဲထိုညီအမတွေကချလာတဲ့ထောင်ချောင်းအားနေလဲလွမြောက်နိုင်ပါလိမ့်မယ်။ function man ရဲ့အမှုရာခဏလောက်တောက်တင်းသွားပြီမယ်မကြခင်မှာပဲပုံမှန်ဖြစ်သွားပါလေ။သူမပြုံးလိုက်ပြီးတော့နူးညံ့စွာနဲ့ပြောလိုက်ပါလေ။ကြီးညက်သူမိတ်ဆွေဝန်နောက်တက်သားပဲ။မင်းရယုံကြည်မှုရှိနေမှာတော့ဒီတင်းမောကိုလေ့လာနိုင်ပါလေ။ဒီကညီမငယ်ကဘေးကနေစောင့်နေပါမယ်။သူမထို့သူပြောလိုက်ပြီမယ်စိတ်ထင်းမှာတော့လှောင်ရနေပါလေ။ဝင်လင်းမအေးချင်းရှိတယ်လို့သူမမယုံကြည်ပါဘူး။ကြီးညက်သူမိတ်ဆွေရောအနေငယ်မပျော်ရွှင်ဘူးထင်တယ်။ဒါပေမဲ့စိတ်အေးထားပါငါသာကန့်သက်ချက်အလုံးကိုနားလိုက်ပြီးထိန်းချုံနိုင်သွားရင်တော့ငါအပိုင်သိမ်းမှာမဟုတ်ပါဘူး မင်းစီကိုပြန်ပေးမှာပါဝင်လင်းကပြုံးသလိုမပြုံးသလိုအပြုံးကိုဆက်ထိန်နိုင်ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ဖန်ရှမ်းမန်ကလည်းဝင်လင်းကိုတင်ငိမ်စွာနဲ့ကြည့်ပြီးတော့ပြုံးလိုက်ပါတယ်တင်းညက်သူမိတ်ဆွေကအဲ့လောက်တော့ယုံကြည်မှုရှိနေရလားဒါဆိုရင်လည်းကောင်းတာပါပဲရှင်ရတာဒီတင်းမော့ပေါ်ကကန့်သက်ချက်တွေကိုနားလည်ဖို့အတွက်အဲ့လောက်ယုံကြည်မှုရှိရင်ဒီတင်းမို့ရှင်းကိုလက်ဆောင်ပေးလိုက်ရတာလေပြဿနာမရှိပါဘူးဒါပေမဲ့ရှင်ကမလုပ်နိုင်ရင်တော့အချိန်မဖြုံးနဲ့တော့သွေးချိန်ဆိုလဲလဲကြပြီးရှင်းကိုဘေးကင်းရအောင်ကျမကပို့ဆောင်ပေးမယ်ပြဿနာမရှိဘူးငါအရင်စမ်းကြည့်ပြစေ ငါမအောင်မြင်တော့ငါဘာသာအရှုံးပေးမှာပါဝလင်းကထိုစကားကိုစောင့်နေရပါသူကတည်ငင်နေပြီးဖန်ရှမ်းမန့်အောင်တော့မကြည့်ပါဘူးသူကထိုင်ချလိုက်ပြီးသူ့ရဲ့နဖျားအယုံကဖြဖြချင်းထွက်လာကကုန်းဘတ်ကိုလိလစာပြုတ်လိုက်ပါတယ်ဖန်ရှမ်းမန့်ရဲ့မျက်လုံးထဲမှာဖုံးကွက်ထားတဲ့အေးဆမ်းမှုကရှိနေပါတယ်သူမဝလင်းရဲ့သွေးချိန်ဆိုခြင်းကိုရမှဖြစ်ပါမယ်အဲ့ဒါနဲ့ဆိုရင်သူမသူမဆရာကိုအကူအညီတောင်းပြီးထူးဆန်းတဲ့ဤပညာတစ်ခုကိုတုံးကဝလင်းကိုသူမရုပ်သေးအဖြစ်ပြောင်းလဲနိုင်မယ်လို့ယုံကြည်ပါတယ်သူကအယောင်ခဏမျိုးကောင်းကင်ဧကရေးကိုတတ်ဖို့အတွက်ရေးကြည့်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ် သူကအရန်ကိုတရိပ်ကြည့်ပြင်မယ်။သူကဒီဝိညာဉ်နှစိုးတင်မောကိုတော့ထိမ့်ချုံနိုင်မယ်ဆိုတော့ငါကမယုံကြည်ဘူး။သူကကန့်သက်ချက်တွေအကြောင်းနည်းနည်းပါးပါးနားလည်နိုင်ပြီမယ်။သူကလှန်ကူကဘာပြောစိတ်တကောင်တသက်ပဲ။သူ့လိုပြောစိတ်တကောင်ကမတိမျိုးကျက်တာကိုမြင့်ကြီးကကန့်သက်ချက်ကိုဘလို့လုတ်ပြီးတော့နားလည်နိုင်ပါလေ။ဒီကိစ္စတကယ်လို့မှရေစရာပဲ။သူကဘလို့လိလဖို့စူးစမ်းလဲဆိုတော့ငါကမြင်ချင်မိတယ်။သူကရှုံးနေသွားပြီးရဲ့နောက်မှာသူသာငါ့ကိုတွေးချိန်ဆိုခြင်းကိုမပေးသေးဘူးဆိုရင်တော့ သူ့ကိုကင်တွယ်ဖို့လေအခြားနီးလန်းနေရငါ့မှာရှိနေသေးတယ် ဖန်ရှမ်းမန်ရဲ့မျက်လုံးထဲမှာအေးဆမ်းမှုကဖုံးကွယ်ထားပေမဲ့အပေါ်ယံမှာတော့ဝန်လင်းကိုကြည့်ရင်နူးညံ့တဲ့အပြုံးကိုပြသထားပါတယ်။ဝန်လင်းရဲ့နှဖျားယုံကပြန်နှံ့ထွက်သွားတဲ့အခါသူ့ရဲ့မျက်ခုံးကြားမှာရှီအောင်နှဖျားကျယ်တွေကပေါ်လာပြီးဝဲကြီးရတစ်ခုကဖွဲ့စည်းသွားပါတယ်။သူ့ရဲ့ဘေဘက်မျက်လုံးထဲကနဆိုးနဲ့မိစကျယ်တွေကလည်းပေါ်လာပါတယ်။ရှီအောင်မျိုးနဲ့သုံးခုရဲ့ဆွမ်းအားကပေါက်ဆက်သွားပြီးရှီအောင်ဆွမ်းအားအဖြစ်ဖွဲ့စည်းသွားပါတယ်။ရှီအောင်ပုတ်ကူရဲ့အရိတ်ကလည်းဝန်လင်းရဲ့ပလက်မှာရုတ်တရက်ပေါ်လာပါတယ်။ရှီအောင်အရိတ်ကဝန်လင်းကိုချက်ချင်းပဲလွှမ်းခြုံသွားပြီးထိုးနေရာမှာအထူထိုင်နေလိုက်ပါတယ်။ အဝေးရနေချင်းထိုးရတုံလို့ဆရာမြင်ကွင်းတစ်ခုပါရှေးအောင်ပုတ်ကူရဲ့အရေးကသူ့ရဲ့အရွယ်စားကိုပြောင်းလဲထားပါတယ်အခုဝန်လင်းရဲ့ပက်လက်ရတစ်ခုကပေယာချီရဲမြင်မှာပါတယ်ဒိုးဝရင်ထိုးရတောင်ကုန်းငယ်လေးတစ်ခုလိုဖြစ်နေပြီးဝန်လင်းကိုလုံးဝကာကွယ်ထားပါတယ်ထိုးမြင်ကွင်းကဖန်ရှမ်းမန်ကိုမျက်မှောက်ချုပ်သွားစေပါတယ်ဒီလူကနည်းနည်းတော့သတိကြီးလွန်တယ် သူ့ရဲ့တကူလုံးကိုရှီအောင်စွာကကာဝယ်ထားမှသာဝင်လင်းကစိတ်အေးသွားပြီးသူ့ရဲ့နဖျားအယုံကကုန်းဘက်ထဲကိုတင်းငိမ်စွာနဲ့ဝင်ရောက်သွားပါတယ်။သူ့ရဲ့နဖျားအယုံကဝင်သွားရတယ်ကုန်းဘက်ကနေညီဘက်စွာကထွက်ပေါ်လာပြီးသူ့ရဲ့နဖျားအယုံကိုရှေ့ဆက်မသွားနိုင်အောင်လို့တားဆီးထားပါတယ်။ထုံမမြင်နိုင်တဲ့စွာကကုန်းဘက်ရဲ့ကန့်သက်ချမ်းအနေဖွဲ့စည်းထားတာပါ။ထိုအရာဝင်လင်းကိုအပြင်ပန်းအနေကြီးကွင်းပေးပေမဲ့ ကုန်းပတ်ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုတော့မြင်ခွင့်မပေးပါဘူး။ဖန်ရှမ်းမှာစိတ်ထဲမှာလောင်ရည်လိုက်ပါတယ်။ထိုဝိညာဉ်ရှာဖွေတင်မောကသူမရဲ့မဟာဝိညာဉ်ခံရဲ့ယတနာဆိုတော့သူမကကောင်းကောင်းကိုနားလေပါတယ်။ကန့်သက်ချက်ကိုနက်နက်နေနေနားမလဲပဲနဲ့ငင်းပဲ့စွမ်းအားတစ်ခုနဲ့တည်းလုံလောက်တယ်။ သူမရဲ့စိတ်ထဲမှာထိုးထိုးစဉ်းစားနေတော့မှပဲသူမအန်းတင်သွားပြီးဝင်လင်းကိုစိုက်ကြည့်လိုက်ပါတယ်ဝင်လင်းကရှေးအောင်ပုတ်ကိုရဲ့အရေးအတွင်းထဲမှာသူ့ရဲ့ညာလက်ကိုဝင်ရလိုက်ပါတယ်ဆယ်ကနန်းရာကနန်းထောင်ကနန်းမျက်စိတမိတ်အတွင်းမှာလက်တစိတ်တတန်ဒီပါသူ့ရှေ့မှာပေါ်လာပါတယ်ထိုကန့်သက်ချက်လက်တစိတ်တွေဟာထပ်နေပြီးတစေဆန်နဲ့စီစဉ်မှုကိုထုတ်လွှင့်နေပါတယ်ချက်ချင်းဆိုသလိုပဲလက်တစိတ်တတန်ကတခုတည်းအဖြစ်ပေါင်းဆက်သွားပြီးဝင်လင်းရဲ့လက်ကကုန်းဘက်ကိုရိုက်ချလိုက်ပါတယ်ထိုရိုက်ချက်ကကုန်းဘက်တုံခါသွားပြီးတင်မောတစည်းလုံးတော်အချိန်ငယ်တုံခါသွားပါတယ်ဝင်လင်းရဲ့လက်ကလိုင်းကြက်တစ်ခုပြန့်နှံ့ထွက်သွားပြီးဖန်ရှမ်းမန်ကိုကျော်ဖြတ်သွားပါတယ် ယ်။ထိုအရာ ကုန်းဘက်ရဲ့30ရာခိုင်နှုန်းနီးပါးကိုပြန့်နှံ့သွားပါတယ်။လိုင်းကက်ဒီယာပြန့်နှံ့သွားပြီးရဲ့နောက်မှာဝင်လင်းရဲ့မျက်လုံးထဲမှာကုန်းဘက်ကမထူတော့ပါဘူး။အရင်မြစ်ကိုဖုံးထုတ်ထားတဲ့ကလကာတွေကိုဖယ်ရှားလိုက်သလိုပဲထိုသင်းမောမှာကုန်းဘက်ဆိုတာလုံးဝမရှိပါဘူး။ထိုအရာအတူတကွစူးစီးထားတဲ့ကန့်သက်ချက်တွေကနေဖွဲ့စည်းထားတာပါ။ထူကန်တဲ့ချက်အလုံးကလုံအောင်ကွဲပြားနေပြီးထူထက်စွာနဲ့စူးစီးနေကြပါတယ်သူတို့ကတဆေဆန်တဲ့အလင်းရောင်ကိုထွက်လွတ်နေပါတယ်သူကကုန်းဘက်ပေါ်ကကန်တဲ့ချက်တွေရဲ့ကောက်ွယ်မှုကိုဖျက်ဆီးလိုက်ပြီသူကကန်တဲ့ချက်အချို့ရိုးလေးတိတာမဟုတ်ဘဲ သူ့ရဲ့ကန့်သက်ချက်ကျွမ်းကျင်မှုကအရန်ကိုမြင့်ပါတယ်။ဖန်ရှမ်းမန်အသက်ကိုပြပြရှူသိမ်းပြီးဝယ်လင်ကိုကြည့်တဲ့သူမရဲ့အကြည့်အချက်ချင်းပဲပြောင်းလဲသွားပါတယ်။သူ့မှာယုံကြည်မှုရှိနေတာမဆန်းတော့ဘူး။ဒါပေမဲ့သူ့ရဲ့ကန့်သက်ချက်ကျွမ်းကျင်မှုကထူးခြားနေမယ်ဆိုရင်တော့မဘာဖြစ်လဲ။ဒီလိုင်ကူကဘာထဲမှာရှိတဲ့ကန့်သက်ချက်တွေကမတိမျိုးကျက်တာကိုမြင့်ကြီးမှာရှိနေတဲ့ကန့်သက်ချက်တွေရဲ့အစိတ်ပိုင်းတစ်ခုပဲ။၃ရက်တာအချိန်တိုလေးနဲ့ သူကဘတော်မှအပြေးဝထင်းထုတ်နိုင်မှာမဟုတ်ဘူး။ဖန်ရှန်မှာတိတ်ဆိတ်စွာနဲ့စဉ်းစားပြီးလှောင်ရင်လိုက်ပါတယ်။ဝင်လင်းရဲ့အမူအရာတည်ငင်နေပြီးကန့်သက်ချက်တစ်ခုကိုလည်းညုံနဲ့ထိုးလိုက်ပါတယ်။သူ့ရဲ့မျက်လုံးထဲမှာတွက်ချက်မှုကစတင်လင်းလက်လာပါတယ်။ဒီကုန်းဘက်ကဒီတင်းမော့ရဲ့အပြင်ဘက်အနားသက်လေးပဲ။ဒါပေမဲ့ကန့်သက်ချက်တောင်းချီရာပေါဝင်နေတယ်။တုံးရဲ့အချိန်ဟာတကယ်လို့ပဲအလင်းလိုစရာဖြစ်နေတာပဲ။ဝင်လင်းကသူ့ကိုယ်သူတင်ငင်အောင်လှုပ်လိုက်ပြီးအပြင်ဘက်ကလာတဲ့အတန်တွေကနေသူ့ကိုယ်သူတီချခွဲထုတ်လိုက်ပုံရပါတယ်။သူကကန့်သက်ချက်ထဲမှာနှိမ့်မြုပ်နေပုံပါပဲ ထိုးချိန်မှာပဲထူးဆန်းတဲ့လေယာတိုက်ခတ်လာသလိုဖြစ်ပြီးတင်းမောပေါ်ကရွက်တိုင်ကိုတဖြည်းဖြည်းနဲ့ခတ်သွားစီပါတယ်ရွက်တိုင်ပေါ်ကတစီမျက်နှာနဆိုးလင်းရောင်တစ်ခုကိုထွက်လွတ်နေပါတယ်ထိုးတစီမျက်နှာကဝက်လင်းကိုစိုက်ကြည့်နေပုံရပြီးမတဲမကွဲပင်မဲ့ထူးဆန်းတဲ့အပြုံးတစ်ခုကိုပြသနေပုံရပါတယ်ထိုးရအသက်ဝင်နေသလိုပါပဲဝက်လင်းကမျက်မှောက်ကျုပ်လိုက်ပြီး သူ့ရဲ့စိတ်ထဲမှာမီးမသားဖြစ်လာလို့တင်ညာအောင်လို့မလုပ်နိုင်တော့ပါဘူးသူကရွက်တိုက်ုံမော့ကြည့်ပြီးသူနဲ့အကြည့်ချင်းစုံလိုက်ပါတယ်ခနာအကြမှာတော့ဝင်လင်းကတဖြည်းဖြည်းနဲ့တင်ညာလာပါတယ်သူကခေါင်းငုံလိုက်ပြီးကန့်သက်ချက်တွေထဲမှာသူ့ကိုယ်သူနှိမ့်မြုပ်လိုက်ပါတယ်ဝင်လင်းအောက်ကကန့်သက်ချက်တွေကတဖြည်းဖြည်းနဲ့တောက်ပလာပြီးအပြင်ဘက်ကိုပြန့်နှံ့သွားပါတယ်လိုင်းကက်တွေကကုန်းဘက်တစ်ခုလုံးပက်တင်ထက်သွားပြီးပိုဝေးတဲ့နေရာစီဦးနောက်ရောက်သွားပါတယ် ကန့်သက်ချက်ကြီး၄မျိုးထဲမှာ ပြတ်သုံးချင်းကန့်သက်ချက်ကိုငါအကောင်းဆုံးသိတယ်။တေခြင်းရှင်ချင်းကန့်သက်ချက်နဲ့အချင်းကန့်သက်ချက်ကတော့အတင်းအတင်းသိတယ်။ရှေးဟောင်းဝိညာဉ်ကန့်သက်ချက်ကိုတော့ငါအတွေ့အကြုံအနည်းဆုံးပဲပြတ်သုံးချင်းမြေမှာအဲ့ဒီလိတ်သားရေးကိုတုံးတော့ဘယ်ငါမြင်ဘူးတော့ဒါပေမဲ့ကုန်းဘက်ပေါ်ကကန့်သက်ချက်အများစုကရှေးဟောင်းဝိညာဉ်ကန့်သက်ချက်တွေပဲ။ ဝင်းလင်းကစင်စာရင်ဆက်လက်တွက်ချက်နေပါတယ်သူရဲ့ညာဘက်လက်ကကန်တချက်လက်တစိတ်တစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်ထိုလက်တစိတ်ကတင်းငယ်တဲ့ရှေးဦးဝိညာဉ်ကန်တချက်တစ်ခုပါအတွင်းထဲကနေမတဲမကွဲဟင်းတန်တစ်ခုကထွက်ပေါ်လာပြီးဝင်းလင်းကအတွင်းထဲမှာကြီးမားတဲ့မွေပွေးကြီးတစ်ကောင်ကိုမတဲမကွဲနဲ့မြင်နိုင်ပါတယ်မွေပွေးကြီးကအားကောင်းတဲ့တက်ဖြက်လူစိတ်တစ်ခုကိုထွက်လွတ်နေပြီးဝင်းလင်းကိုဇက်တိုက်ဟိန်းဟောင်းနေပါတယ်ထိုအရာကန်တချက်တွေကနေထွက်လာပြီးဝင်းလင်းကိုဝါမြူချင်းနေတယ်လို့ပါပဲအချိန်ကဖြည်းဖြည်းချင်းကုန်ဆုံးသွားပါတယ် မျက်စိတမိတ်အတွင်းမှာ၃နာရီတာကုန်လွန်သွားခဲ့ပါပြီအပြင်ဘက်ကမိုးချိမ့်တန်လိုတုန်ခါမှုတွေဟာပြင်းထန်စွာနဲ့ဆက်လက်ဖြစ်နေပြီးမတဲမကွဲရောင်ခွန်မျိုးအလင်းအားလေဟာနယ်ကိုထွဖောက်ဝင်ရောက်လာကကုန်းဘက်ပေါ်မှာတောက်ပနေပုံရပါတယ်ဖန်မန်ရှန်ရဲ့မျက်လုံးတွေဟာဖြည်းဖြည်းနဲ့အိဆက်လာပါတယ်ဖန်ရှမ်းမန်ရဲ့မျိုးလုံးတွေကတဖြည်းဖြည်းနဲ့အေးဆက်လာပါတယ်။သူမဝင်လင်းကိုစိုက်ကြည့်နေရင်အရင်ကအန်တင်မှုကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။ဝင်လင်းကအခက်ခဲတစ်ခုနဲ့ကြုံရပြီဆိုတော့သူမမြင်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူက၃နာရီကြာအောင်မလှူရှားခဲ့ပါဘူး။ ဒီဝိညာဉ်နှစိုးသိမ့်မှုဟာဘလို့လုပ်ပြီးတော့အလွယ်အကူဖြစ်နိုင်ပါလဲအစိုးပိုင်းကသူကကုန်းပုတ်ကိုကာကွယ်ထားတဲ့ကန့်သက်ချက်ကိုဖွင့်လိုက်တော့ဟာဒါသူ့ရဲ့အစွမ်းကုန်ပဲဒီသိမ့်မောရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားတာအချင်းကြီးပဲဝင်လင်းဝင်လင်းနင်းကအရန်ကိုမောက်မာလုံးနေဖန်ရှမ်းမန်ကတင်ငင်နေပြီးသူမရဲ့စိတ်ထဲကမထီးမမြင်ပြုမှုမဖော်ထုတ်ပါဘူးချင်းညက်သူမိတ်ဆွေဝင်လင်း၃နာရီရှိနေပြီမင်းသားအခုရစ်ပလင့်စီကိုတွားမယ်ဆိုရင်အထိန်မီလောက်တည်ရနော် function man ရဲ့စကားတွေအားစိုးရိမ်တဲ့အရေးအောင်တစ်ခုနဲ့ပဲတင်ထပ်သွားပါတယ်ဝယ်လင်းကတော့မကြလိုက်သလိုပဲပြုမှုလိုက်ပါတယ်သူ့ရဲ့လက်ညှိုးကကန့်သက်ချက်ကိုထိနေတုံးမှာသူ့ရဲ့မျက်လုံးထဲကတွက်ချက်မှုကပိုပြီးတော့မြန်ဆန်လာပါတယ်ရှေးဟောင်းဝိညာဉ်ကန့်သက်ချက်ဝိညာဉ်ဟောင်းအဓိကထားပြီးကန့်သက်ချက်ထဲကိုပေါင်းဆက်ထည့်သွင်းလိုက်ရင်တက်ရှိတကောင်လိုအမြဲပြောင်းလဲနေနိုင်တယ်ဝိညာဉ်ဟာပိုအားကောင်းလေတစိမ့်ကပိုပြီးတော့အားကောင်းလာလေ ဒီကန့်သက်ချက်ကမခတ်ခဲ့ဘူး။ငါးနိုင်မြောက်မှာတော့ဝန်လင်းကရုတ်တရက်မျိုးလုံးမိတ်လိုက်ပြီးကန့်သက်ချက်ကိုပြတ်သားစွာနဲ့ထောက်လိုက်ပါတယ်။ကန့်သက်ချက်ကရုတ်တရက်ပြုတ်ခွဲသွားပြီးမွေပွေးကြီးတစ်ကောင်ရဲ့ပုံရင်းအောင်ကပေါ်လာပါတယ်။ဒိုးဝရင်ထိုးရမလှူရှားနိုင်ခင်မှာပဲဝန်လင်းကအဲ့ဒါကိုဖမ်းပြီးတော့ချိန်မွားလိုက်ပါတယ်။ဒိုးဝရင်အဲ့ဒါမပြောက်ွက်သေးပါဘူး။ဝန်လင်းကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးအနေရောက်အငွေရကန့်သက်ချက်အဖြစ်ပြင်ပြောင်းသွားပါတယ်။ထိုးရသူ့ရဲ့မူလနေရာကိုပြန်ပြီးတော့ပြန်တန်းသွားပါတယ်။ဒါပထမတစ်ခုပဲ။ ဝလင်းကမျက်လုံးကိုဖွင့်လိုက်ပြီးသူကလိလပြီးတော့အပြေးဝါထိန်းချုပ်နိုင်ခဲ့တဲ့ကန်သက်ချက်ကိုကြီးလိုက်ပါတယ်။သူ့ရဲ့အကြီးအတင်းနေပြီးဖန်ရှမ်းမန်ကိုကြီးလိုက်ပါတယ်။အလင်းစလိုမလုံးနဲ့အချိန်ရအလုံးလောက်ရှိသေးပါတယ်။ဖန်ရှမ်းမန်မျက်မှောက်ကျုပ်လိုက်ပါတယ်။ဝလင်းကကန်သက်ချက်တစ်ခုကိုချိုးဖြတ်ခဲ့ပေမဲ့ထိုကုန်းဘက်မှာစိတ်ကူးမြင့်နိုင်တဲ့ကန်သက်ချက်ပမာဏတစ်ခုကပေါဝင်နေပါတယ်။ထိုရာအပြင်ဘက်အနားတက်လေးပါပဲ။အတွင်းဘက်မှာကန်သက်ချက်တွေရှိနေပါသေးတယ်။တစ်ခုကိုချိုးဖြတ်ဖို့တော့9နာရီ ဒီအချိန်နဲ့ဆိုရင်ကျဉ်းညံ့သူမိတ်ဆွေဟာ၃ရက်အတွင်းမှာဒါဇင်လောက်ကိုပဲချိုးဖျက်နိုင်မှာ哦ငါကစိုးရင်မိတယ်မင်း function man စကားပြောနေတော့ဝလင်းရဲ့ပက်လက်မှာပောက်ကွဲတန်နေရပဲ့တင်ထထွားပါတယ်ဝလင်းကလက်တစ်ချက်ဝင်ရလိုက်တာနဲ့ကန့်တစ်ချက်ကိုကူကပြုတ်ကွဲသွားတာကိုသူမကပါဇက်အဟုံးသားနဲ့ကြည့်နေမိပါတယ်ထိုးရာဒီအားလုံးကအနောက်ရောက်အငွေ့တွေဖြစ်ပြုတ်ကွဲသွားပြီးကန့်တစ်ချက်တွေအဖြစ်ပြန်လဲဖွဲ့စည်းကသူတို့ရဲ့မူလနေရာကိုပြန်သွားကြပါတယ်ဒါ function man အသက်ကိုပြပြရှူသွင်းလိုက်ပါတယ်။ဒိုးဝါရင်သူမအသက်ရှူလို့မပြီးခင်ပါပဲ။သူမရဲ့မျက်လုံးတွေကပြုတ်ကျသွားပြီးမြုံကျဉ်နိုင်မှုနဲ့ပြင်းထန်နေပါတယ်။ဝလင်းကသူ့ရဲ့ညာဘက်လက်ကိုနောက်တစ်ချိန်ဝင်ရလိုက်ပြီး မိုးချိမ့်တန့်လိုတုန်ခါမှုတွေဟာပဲ့တင်ထက်သွားပါတယ်။ကုန်းဘက်ကိုဖွဲ့စည်းထားတဲ့ကန့်သက်ချက်အလုံးကပြုတ်ကွဲသွားပါတယ်။ဆယ်ကနန်း၊ရာကနန်း၊ထောင်ကနန်း၊တောင်ကနန်းချီတဲ့ကန့်သက်ချက်အလုံးကအနည်းအောင်ငွေဖြစ်ပြုတ်ကွဲပြီးမှုန်တိုင်းတစ်ခုဖြစ်ဖွဲ့စည်းသွားပါတယ်။အသက်ရှူချိန်ခဏလေးအတွင်းမှာပဲဝန်လင်းရဲ့ပေထောင်ချီအကော်ဝေးအတွင်းမှာဘာကန့်သက်ချက်မှမကျန်တော့ပါဘူး။မှုန်တိုင်းကနောက်ဆုံးမှကန့်သက်ချက်တွေအဖြစ်ပြန်ကွဲထွက်သွားပြီးသူတို့ရဲ့မူလနေရာကိုပြန်သွားကြပါတယ်။ဖန်ရှမ်းမန်ရဲ့အန်အသိမှုကအခုမှစတင်အောင်ပါ။ ြင်းညက်သူမိတ်ဆွေရဲ့အရှိမကျွန်တော်ကရှင်းရုံမိပါတယ်ဝလင်းကမတဲမကွက်အပြုံးတစ်ခုကိုပြသလိုက်ပါတယ်ဖန်ရှင်မန်ကအတက်ကိုပြင်းပြင်းရှူတင်ပြီးအတင်းအကျပ်ပြုံးလိုက်ပါတယ်သူမကခေါင်းငိတ်လိုက်ပါတယ်ကြင်းညက်သူမိတ်ဆွေရဲ့ကန့်သက်ချက်ပေါ်နားလေသောပေါမှုကတကယ်ကိုထူးခြားတာပဲဒါပေမဲ့ဒီကုန်းဘက်ပေါ်မှာကန့်သက်ချက်တန်ပေါင်းများစွာ ရှိနေပြီးကြင်းညက်သူမိတ်ဆွေဟာတည့်ရခိုင်နှုန်းကိုပဲနားလေသေးတယ်ဒါကရှားပါတယ်ဒါပေမဲ့ဝလင်းကသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်တော့သူ့ရဲ့လက်ထဲမှာပြက်သုံးချင်းကန့်သက်ချက်ကရှိနေပြီးသူ့ရဲ့မျက်လုံးကတောက်ပလာပါတယ် ထိုးရာ function mount ကိုစကားဆက်မပြောနိုင်အောင်လို့လှုပ်လိုက်ပါလေ။ဝင်လင်းကသူ့ရဲ့လက်ကိုဝင်ရမ်းလိုက်ပြီးပြက်သုံးချင်းကနတ်ချက်ကကုန်းဘက်တစ်လျှောက်ပြန့်နှံ့သွားပါလေ။မိုးချင်းတန်လို့တုန်ခါမှုတွေရာပဲ့တင်ထွက်သွားပြီးထိုးကုန်းဘက်ပေါ်ကပြက်သုံးချင်းကနတ်ချက်အလုံးကတုန်ခါပြီးတော့ပြုတ်ကွဲသွားပါလေ။ထိုးနေရာကနတ်ချက်တန်းချီထဲမှာ တန်းနဲ့ချီတာပြတ်သုံးချင်းကန့်သက်ချက်တွေပါထိုးရာဒီအားလုံးကပြုတ်ကွဲသွားပြီးဝိညာဉ်နဆိုးတင်မောကပြင်းထန်စွာနဲ့တုန်ခါသွားပါတယ်တစ်ချိန်တည်းမှာပဲတည်ချင်းရှင်ချင်းကန့်သက်ချက်နဲ့အချိန်ကန့်သက်ချက်ကလည်းဝန်လင်းရဲ့ညာလက်ထင်းမှာပေါ်လာပါတယ်သူတို့ကကုန်းဘက်တစ်ခုလုံးကိုတုတ်တင်လိုက်ပြီး15မိနစ်မပြည့်ခင်မှာပဲမရေမတွန့်နိုင်တဲ့ကန့်သက်ချက်တွေကပြုတ်ကွဲသွားပါတယ်အနေရောက်အငွေ့တွေကလေထဲမှာပြင်းထန်သွားပါတယ်အနေရောက်အငွေ့တွေကထိုးနေရာတစ်ခုလုံးကိုပြင်းထန်သွားပါတယ်အပြင်ဘက်ကရောင်ခွန်မျိုးတောက်ပညာရှင်ရဲ့မျက်လုံးကတော့ကြင်မြောင်းသွားပြီး သူကပူပိုပြီးတော့တေချကြည့်လိုက်ပါတယ်အနည်းရောအငွေကြောက်အမြင်အရုံပိတ်ဆို့ခံထားရတဲ့ function man အကြောင်းကိုတော့ပြောစရာတော့မလိုအပ်တော့ပါဘူးသူမကထိုးရအားလုံးကိုစိုက်ကြည့်ပြီးသူမရဲ့စိတ်ထဲမှာဗလာဖြစ်သွားပါတယ်9နာရီဘလို့လောက်ပြီးတော့ဖြစ်နိုင်ပါလေကုံဘက်ပေါ်ကကန့်သက်ချက်တွေရအပြင်ဘက်အလွာလေးပဲဖြစ်ပေမဲ့9နာရီအတွင်းမှာလုံးဝဖြစ်ရှင်းနိုင်ဖို့မဖြစ်နိုင်ဘူးဒါကရိုးလေးဖြစ်ရှင်းုံနေမဟုတ်ဘူးအပြေးအဝါကိုထိန်းချုပ်လိုက်တာ မိုးချိမ့်တန့်လိုတုန်ခါမှုတွေဟာပဲ့တင်ထပ်သွားပြီးအနေရောက်အွေအာလုံးကပျောက်ကွယ်သွားတာကန်တက်ချက်အဖြစ်ပြန်ပြောင်းသွားပါလေအခုကုန်းဘက်ပေါ်ကကန်တက်ချက်ပုံတန်းချီရဲ့ထဝက်ကျော်ဟာဝန်လင်းရဲ့ပိုင်ဖြစ်သွားပါပြီဝန်လင်းရဲ့မျက်လုံးကတောက်ပစွာနဲ့လင်းလန့်နေပါလေသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်တော့ကန်တက်ချက်လေးကသူ့ရဲ့လက်ဖွားပုံမှာပြန်ဝဲနေပါလေထိုကန်တက်ချက်လေးကတခုနဲ့တခုမတူညီပါဘူးထိုယာရီကကန်တက်ချက်ကြီးလေးမျိုးပါကုန်းဘက်ပေါ်ကကန်တက်ချက်တွေကိုချိုးဖျက်ရတာဝန်လင်းအတွက်တော့မခက်ခဲပါဘူးတို့ရရင်သူကရှေးအောင်ဝင်းကြီးကန်တက်ချက်ကိုလေးလာချင်ခဲ့ပါတယ် ဝလင်းကအဲ့ငါးနာရီကိုကန်တက်ချက်တစ်ခုဟဲကိုလိလဖို့အတွက်အသုံးပြုခဲ့ပြီးအဲ့ဒီကန်တက်ချက်ကိုနားလေတာရှေးအောင်ဝင်းညင်ကန်တက်ချက်ကိုနားလေတာနဲ့အတူတူပါပဲ။ဘာပဲဖြစ်ဖြစ်ဝလင်းကရှေးအောင်ဝင်းညင်ကန်တက်ချက်အကြောင်းကိုမသိတာမဟုတ်ပါဘူး။သူကပြတ်သုံးချင်းမီရနေရရှိခဲ့တဲ့ရှေးအောင်ဝင်းညင်ကန်တက်ချက်ကိုလိလခဲ့ဘူးပါလေ။ဒိုးပါနေအဲ့ဒါပြေဆုံးပုံရပြီမယ်။ခြုံရင်းချက်တွေရှိနေပါသေးတယ်။အဲ့ဒီခြုံရင်းချက်တွေကသူ့ရဲ့ညံအလင်းရမှုကိုအဟန့်တာဖြစ်စေခဲ့တာပါ။ဒိုးပါနေကုန်းဘက်ပေါ်ကရှေးအောင်ဝင်းညင်ကန်တက်ချက်ကတော့မတူညီပါဘူး။အဲ့ဒါပြေဆုံးပါလေ။အခုလက်ရှိဝလင်းကကန်တက်ချက်တွေကိုနှိမ့်အနေငယ်ပဲလိလခဲ့တဲ့ ကန့်သက်ချက်တောင်ပေါ်ကလူငယ်လေးမဟုတ်တော့ပါဘူးအခုလက်ရှိဝန်လင်းကစိတ်ဝိညာဉ်လေးဟာနဲ့အစဉ်ကျဉ်းကျဉ်းသူဖြစ်ပြီးသူရဲ့နားလေသောပေါမှုကကန့်သက်ချက်တွေအပေါ်နားလေမှုနဲ့ဆိုရင်ငားနိုင်ကအရာအလုံးကိုထိုးထွင်းမြင်နိုင်ဖို့ကလုံလောက်ပါတယ်ဝန်လင်းကမတည့်ရက်ပြီးသူ့ရဲ့လက်ကိုဝန်ရမ်းလိုက်ပါတယ်မိုးချိမ့်တန့်လို့တုန်ခါမှုတွေကပဲ့တင်ထသွားပြီးကုန်းဘက်ပေါ်ကကြံတဲ့ကန့်သက်ချက်အလုံးကပြုတ်ကွဲသွားပါတယ်ထိုးရာတွေထဲမှာရှင်းအောင်ဝိညာဉ်ကန့်သက်ချက်တွေနဲ့ဝန်လင်းတစ်ခါမှမတွေ့ဘူးတဲ့အခြားလူဝက်စမ်းကြည့်တဲ့ကန့်သက်ချက်တွေကပေါင်ဝင်နေပါတယ် သူတစ်ခါမှမြင်ဖူးတဲ့ကန့်သက်ချက်အားလုံးကိုနားလည်ဖို့သူ့မှာအချိန်မရှိပါဘူး။သူကအဲ့ဒါတွေကိုခဏလေးပဲကြည့်ပြီးမှတ်သားကအတင်းကျပ်နဲ့ဖြည့်ဆည်းလိုက်ပါတယ်။ထိုနီလန်းကကုန်းဘက်ပေါ်ကကန့်သက်ချက်တွေရဲ့အစွမ်းကိုထိုနီလန်းကကုန်းဘက်ပေါ်ကကန့်သက်ချက်တွေရဲ့အစွမ်းကိုအားနေသွားစီနိုင်ပေမဲ့ဝန်လင်းကိုအချိန်တိုတွင်းမှာဝိညာဉ်နဲ့စိုးတင်မောပေါ်မှာအပေါက်တစ်ခုကိုဖန်တီးနိုင်စေပါလိမ့်မယ်။ မိုးချိန်တန်းလိုတုံခါမှုတွေဟာပဲ့တင်ထက်သွားပြီးရနောက်မှာဖန်ရှမ်းမန်ရဲ့အန်အန်တင်းနေတဲ့အကြီးအောက်မှာဝလင်းကကုံဘတ်ပေါ်ကကန်တက်ချက်အားလုံးကိုထိန်းချုပ်လိုက်ပါလေဝလင်းကအခုကုံဘတ်ရဲ့ပိုင်ရှင်ဖြစ်သွားပါပြီသူ့ရဲ့မျက်လုံးတွေထဲမှာထူးဆန်းတဲ့အလင်းရောင်တစ်ခုကပေါ်လာပြီးဖန်ရှမ်းမန်ကိုကြည့်လိုက်ပါလေဒီတင်းမော့မှာအလွာကိုးလွာရှိတယ်ဒီကုံဘတ်ကပထမအလွာပဲအောက်မှာနောက်ထပ်ရှစ်လွာရှိနေသေးတယ်ကျညတ်သူမိတ်ဆွေမင်းရငါဒီတင်းမော့ပေါ်ကကန်တက်ချက်ကိုချိုးဖြတ်နိုင်ရင်မင်းရငါ့ကိုလက်ဆောင်ပေးမယ်လို့ပြောခဲ့တယ်နော် ဖန်ရှမ်းမန်ရဲ့အမှုရာဖြဖြော့သွားပါလေ။ဝိညာဉ်နှစိုးတင်မောရဲ့ပထမအလွာချိုးဖြက်ခံလိုက်ရတဲ့အခါ၊သူမကတင်မောအပေါ်ထားတဲ့သူမရဲ့ထိန်ချုပ်မှုကိုအလူးခံလိုက်ရတော့တွေ့ရှိလိုက်ရပါတယ်။အခုတော့ထိုယတနာမှာပိုင်ရှင်နှစ်ယောက်ကရှိနေတယ်လို့ပါပဲ။၅နာရီအတွင်းမှာဒီလိုတုံလို့စရာပြောင်းလဲမှုကဖြစ်လာနိုင်မယ်လို့သူမကဘယ်တော့မှမတွေးခဲ့ပါဘူး။ ။သူမကဘာမှပြန်မပြောတော့အမြင်တော့ဝလင်းကပြုံးပြီးတော့ခေါင်းခံလိုက်ပါလေ။သူ့ရဲ့ခန္ဓာလင်းလက်သွားပြီးပျောက်ကွယ်သွားပါလေ။သူကပြန်ပေါ်လာတဲ့အခါသူကဝိညာဉ်နှဆိုးတင်းမောရဲ့ဒုတိယအလွာပေါ်မှာရှိနေပါပြီ။ဝလင်းပျောက်ကွယ်သွားတဲ့နေရာကိုစိုက်ကြည့်နေရင် function man ရဲ့မျက်လုံးထဲမှာအေးဆတဲ့အရေးအုံတစ်ခုပါရှိနေပါလေ။သူကတက်လွှာကိုဖောက်ထွင်းသွားတော့ဘာဖြစ်လဲ။တင်းမောပေါ်ကကန့်သက်ချက်တွေကအတွင်းကိုပုံနဲ့လေပို့ပြီးတော့ခက်ခဲလေပဲ။သူလိုပျော်စိတ်ကြီးညံ့သူလေးတယောက်ကဒီနှဆိုးဝိညာဉ်တင်းမောကိုထိန်းချုပ်နိုင်မယ်ဆိုတာငါမယုံကြည်ဘူး။ အချိန်ကြီးရကုန်ဆုံးသွားပါတယ်တနားကြီးနှစ်နားကြီးသုံးနားကြီးမျက်စိတမိတ်အတွင်းမှာခုနှစ်နားကြီးတာကုန်လုံသွားပါတယ်တရက်ဆိုတဲ့အချိန်ကမျက်စိတမိတ်အတွင်းမှာပဲကုန်ဆုံးသွားခဲ့ပါတယ်အပြင်ဘက်ကရောင်ခွနှမျိုးလင်းရပို့ပြီးတော့တောက်ပါလာပြီးဝိညာဉ်နှဆိုးတင်မောကပို့ပြီးတော့ပြင်းထန်စွာတုန်ခါနေပါတယ်အပြင်ဘက်အကောက်ွယ်အများစုကိုရောင်ခွနှမျိုးတာဝပညာရှင်ကချိုးဖျက်လိုက်ပါပြီခုနှစ်နားကြီးမြောက်ကကုန်ဆုံးသွားချိန်မှာပဲဒုရီယာအလွာကနေတုန်လို့စရာအချိန်ကထွက်လာပါတယ်ဝိညာဉ်နှဆိုးတင်မောကပြင်းထန်စွာနဲ့တုန်ခါသွားပါတယ်မဖြစ်နိုင်ဘူး function မှာမတက်ထားလိုက်ပါလေ။သူမရဲ့မျိုးလုံးထဲကအာအင်းတင်းမှုကိုဘယ်အလင်းနဲ့မှဖုံးကွယ်မထားနိုင်ပါဘူး။ထိုတင်းမောပေါ်ထားတဲ့သူမရဲ့ထိန်ချုပ်မှုအစိတ်ပိုင်းတစ်ခုကအလုခံလိုက်ရပါပြီ။အရင်ကသူမကထိုနေရာကိုသူမရဲ့ခန္ဓာနဲ့မလာနိုင်ခဲ့ပဲတင်းမောစွာရဲ့30ရာခိုင်နှုန်းကိုပဲတုံးနိုင်ခဲ့ပါလေ။အခုဝလင်ကထိန်ချုပ်မှုကိုပို့ပြီးတော့လူယူသွားတော့သူမကသူ့ထက်ထိန်ချုပ်မှုအနည်းငယ်လေးပဲပုံများပါတော့တယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင့်တင်ရှိပါတယ်။